ရိတ်သက်ကြီးရင်ကရင်လန်လိုက်ကန်အဖွဲ KNL ဦးဆောင်တဲ့ပူပေါင်းအဖွဲရီဟာကရင်ပြည်နယ်ကော့ဂရိတ်မြို့ရှိအောင်စရာစစ်စင်ကြီးတပ်ရဲ့စကန်ငယ်တစ်ခုကိုအင်အားသုံးတိုက်ခိုက်ခဲ့ပေမယ့်နောက်ဆက်ကတပ်တွေဟာဟန်ချက်ညီစွာပူပေါင်းတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် KNL ဦးဆောင်တဲ့အပူပေါင်းအဖွဲရီဟာအထိနာပြီးတော့ထိခိုက်ကြဆုံးခဲ့တဲ့၎င်းတို့တပ်ဖွဲ့ဝင်တွေကိုကားရီနဲ့ပြန်လည်တည်ယူခဲ့ရတယ်လို့သိရပါဗျ။ခေတ်သစ်အပါဝင် နာဆာကအစိုးရကိုစန့်ကျင်တဲ့မီဒီယာတွေဟာ ။ကရင်ပြည်နယ်ကော်ဂရိတ်မြို့ရှိ အောင်စရာစစ်စင်ရေးတပ်ရဲ့ကာကင်းစခန်းတစ်ခု KNA ကသိမ်းပိုက်ရရှိခဲ့တယ်လို့မေလ14ရက်နေ့ကဖော်ပြထားပါတယ်။ခေတ်သစ်တည်င်းဌာနရဲ့ဖော်ပြချက်တွေထဲမှာမေလ14ရက်နေ့နေ့လယ်ပိုင်းကကော့ကရိတ်မြို့တာတကူးကျေးရွာနဲ့ရွာတေကုံကျေးရွာအာရှလမ်းမကြီးအနီးရှိအောင်စရာစစ်စင်ရေးတပ်ကာကင်းစခန်းကို KNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ကော့ကရိတ်မြို့အနီးဝန်းကျင်မှာမေလ10ရက်ကနေ့ ၁၄ရက်နေ့အထိတာတကူကျေးရွာရွှေကြမင်းကျောင်းနေရာနဲ့ရန်ကုန်ဖုန်တီကျောင်းနေရာတွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပြင် People Subprint သတင်းဌာနနဲ့ BBC သတင်းဌာနတွေကလည်းကော့ဂရိတ်မျိုးအနီးအာရှလမ်းမကြီးပေါ်ရှိကော့ဂရိတ်မျိုးနဲ့နှစ်မိုင်ကျော်အကွာကနာဆာကတက်တွေရဲ့အောင်စရအစ်စ်ကျောင်းနောက်တန်းကုကွေရဲ့တက်စခန်းကို KNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေကတင်းယူနိုင်ခဲ့တယ်လို့ဖော်ပြခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့မြေပြင်အခြေအနေတွေဟာ NASA ကအဆိုရကိုစန်ဂျန်နီရဲ့သူတွေကိုအားပင်းနေရဲ့မီဒီယာတွေဖော်ပြတယ်လို့မျိုးမဟုတ်ပဲ NASA ကရဲ့လေကြောင်းတိုက်ခိုက်မှုတွေမြေပြင်တပ်ဖွဲ့တွေလက်နက်ကြီးပစ်ကူအဖွဲ့တွေနဲ့ drone အဖွဲ့တွေဟန်ကျန်ကြီးစွာပူးပေါင်းတိုက်ခိုက်နိုင်မှုကြောင့် KNL လေးဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေအထူးကအကြဆုံးများစွာစုခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ကော့ကရိတ်မြို့နယ်ဟာမော်လမြိုင်မြို့ရဲ့အရှေ့ဘက်မိုင်60ကန်အကွာမှာတည်ရှိပြီးမော်လမြိုင်မြို့ကနေတိုင်းမြင့်အတိုင်းမိုင်40ကန်ဆန်တက်က ဟောင်းတယောမြက်လက်တက်ဘက်ကိုချိုးဝင်ပါကကြုံတိုးမြို့ကိုရောက်ရှိပြီးအဲဒီကမှတစဉ်မော်တော်ကားနဲ့ကော့ဂရိတ်မြို့ကို15မိုင်ကန်သွားရပါတယ်။ကော့ဂရိတ်မြို့ဟာထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့မြားရီမြို့နဲ့40မိုင်သာကွာဝေးပြီးတော့ကားလမ်းနဲ့ဆက်သွယ်ထားဖြစ်ပါတယ်။ကြုံတိုးနဲ့ကော့ဂရိတ်မြို့နယ်ဟာနာဆာကအစိုးရတွေဖက်အန်ကော့ဂရိတ်တင်ငန်းညီနောင်လမ်းကြောင်းမှာအရှိပါတဲ့ဒေသတွေဖြစ်ပြီးကော့ဂရိတ်မြို့ဟာထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့မြားရီမြို့နဲ့40မိုင်မြသာကွာဝေးပြီးတော့ ကားလမ်းနဲ့ဆက်သွယ်ထားဖြတ်ပါတယ်။နာဆာကတက်တွေဟာပြီးခဲ့နှစ်မှာကရင်ပြည်နယ်ကော့ဂရိတ်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်လက်ရှိအချိန်မှာအာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်နိုင်ဖို့ရှိရတဲ့နဲ့ကရင်လက်နက်ကန်အဖွဲ့ KNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရ။ကော့ဂရိတ်မြို့နယ်အနီးကကြောင်တုံးအရက်ဒေသမှာတိုက်ပွဲတွေ AV ကအစတင်ဖြစ်ပွားခဲ့တယ်လို့အာရှလမ်းမကြီးမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ။ KNL ဦးဆောင်တဲ့ပူပေါင်းတပ်တွေဟာကော်ဂရိတ်မျိုးကိုထိန်းချုပ်နိုင်ဖို့ရှိရဲကြတဲ့2023ခုနှစ်ဒီဇင်ဘာလတရနေ့ကအစတင်ပြီးတော့ NASA ကတပ်တွေကိုအင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ NASA ကတပ်တွေကအကောင်ဆုံးပုံစံမျိုးနဲ့ဟန်ချက်ညီစွာတုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွင်း KNL ပူပေါင်းတပ်တွေဟာကော်ဂရိတ်မျိုးကိုအလုံးစုံထိန်းချုပ်နိုင်ဖို့မျှော်လင့်ချက်ပြပြခဲ့ရတယ်လို့သိရပါတယ်။ KNL ပူပေါင်းတပ်တွေဟာကော်ဂရိတ်မျိုးကိုထိန်းချုပ်ဖို့ကြိုးပမ်းရှာမှမအောင်မြင်ခဲ့တဲ့အတွက် ကော့ဂရိတ်နဲ့ညရီအကြားရှိတင်ငန်းကြီးနာ အခြေချစစ်ဗျူဟာနဲ့ကိုကဲမှုအောက်တရင်တွေကိုစင်ရသုံးတိုက်ခိုက်ချိန်မှာ2024ခုနှစ်အေပီလမှာထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။တင်ငန်းကြီးနာဗျူဟာကိုလက်လွတ်ခဲ့ရပြီးနောက်နာဆာကဟာတက်မ55အပါဝင်ထုံးနှုတ်အင်အားအများပြားနဲ့အောင်စရစစ်ကူစစ်ကြောင်းဆေလွတ်ခဲ့ရပြီးနောက်တနင်္လာကြာချိန်မှာကော့ဂရိတ်မြို့ဝန်ကျင်နာနဲ့အာရှလမ်းမကြီးနာတဝိုက်မှာအေဗီလာတွေကစတင်ပြီးတိုက်ပွဲတွေပြန်ဖြစ်လာခဲ့တာဖြစ်ပြီးတော့ NASA ကတက်တွေအလားအလာကောင်းတွေရှိနေတယ်လို့သိရပါတယ်။ NASA ကပြီးခဲ့တဲ့နှစ်အတွင်းမှာထိုင်းနဲ့မြန်မာနယ်စပ်ဒေသရှိကြားဖြန့်ခိုင်းတွေကိုဖြိုခွင်းခဲ့ပြီးလပိုင်းအကြမှာပဲထိုင်းနဲ့ဆိတ်ဆက်ထားတဲ့အာရှလမ်းမကြီးအလုံးစုံပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းလာခဲ့ရ။အာရှလမ်းမကြီးတခြားမှာရှိနေတဲ့ KNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်လာခဲ့ရမျိုးဖြစ်ပါတယ်။ကော်ဂရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေမှာတိုက်ပွဲပြင်းထန်ခဲ့သလို ကော့ဂရိတ်နဲ့ကြုံတိုးမြို့လမ်းပိုင်းတစ်လျှောက်မှာလဲတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။နာဆာကတပ်တွေဟာထိုင်းနဲ့ချိတ်ဆက်ထားတဲ့အာရှလမ်းမကြီးကိုအလုံးစုံပြန်လဲစုံမိုးနိုင်အောင်ဒီရွယ်ချက်တွေရှင်းနေပြီးတော့အာရှလမ်းမကြီးတက်ဆောင်တဲ့ပတ်ဝန်းကျင်ကိုပိတ်ဆို့ဖျက်တောက်ဖို့ကြိုးပမ်းနေရဲ့ KNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရင်းနဲ့အေဗီလာတတိယဘတ်တေကလက်ရှိချိန်ထိတိုက်ပွဲတွေဖြစ်လာခဲ့တယ်လို့သိရပါတယ်။နာဆာကအစိုးရရဲ့အောင်စရစစ်ကြောင်းဟာအကောင်းဆုံးပုံစံမျိုးနဲ့အစွမ်းပြနိုင်ခဲ့ပြီး KNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ရုပ်အလောင်းတွေကိုလေးဘင်းကားနဲ့ပြန်တည်ယူကြတာမျိုးတွေရှိခဲ့တယ်လို့လေးဆောင်တိုက်ခိုက်မှုတွေကြောင့်လည်း KNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့အနည်းဆုံးခေါင်းဆောင်၃ဦးထိခိုက်ကြဆုံးခဲ့ရတယ်လို့သိရပါဗျာ။နာဆာကတပ်တွေဟာမေလ14ရက်နေ့ကတာလွန်အင်အားနဲ့စကန်တွေကိုတည်ယူဖို့ကြိုးပမ်းခဲ့တဲ့ KNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့အနည်းကတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးမြေနာဆာကတပ်တွေကအနိုင်မခံအရှုံးမပေးတဲ့ အောင်စိတ်အပြင်းနဲ့တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့လို့သိရပါတယ်။တောင်ကန်းစစ်မြေပြင်တီကိုရိုင်းသွားရောက်ကူညီပေးခဲ့မှုတဲ့ကိုခိုင်စောက ကော့ဂရိတ်ဘက်ကအောင်စရာစစ်ကြောင်းမှပါဝင်တဲ့တည့်ရက်လမ်းကြောင်းရှိလာခရစခန်းငယ်တစ်ခုကိုဒီနေ့မနက်၄နာရီအချိန်မှာရန်သူအင်အားအများပြားနဲ့ပိတ်ဆို့တိုက်ခိုက်တယ်။မိမိဘက်ကလည်းအပြင်းထန်ပြန်လည်တိုက်ခိုက်တယ်။နောက်ဆုံးရန်သူဟာမီတာ90အကွာတိဝင်ရောက်လာခဲ့ပြီးတော့နှစ်ဖက် dog fight အဆင့်တွေတိရောက်လာခဲ့တယ် မိမိဘက်ကစူးစူးစီစီနဲ့အကောင်းဆုံးတုံ့ပြန်လိုက်တဲ့အတွက်တာလွန်အင်အားနဲ့လာတဲ့ရန်သူဟာပြန်လဲဆုတ်ခွာသွားရတဲ့အချိန်တွေကြောက်သွားခဲ့တယ်။တစ်ချိန်တည်းမှာပဲဝိုင်းတွဲတွေရောလက်နက်ကြီးတွေရောဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက်ကိုထိရောက်စွာချိန်မုံနိုင်တဲ့အတွက်ဂျန်သူဟာ DB တွေကို 4WD ကားတွေနဲ့ပြန်တဲရာအထိ ဖြစ်သွားတယ်လို့သိရပါတယ်။ညနေပိုင်းထက်သိရတာကတော့ KNU တောင်သုံးလုံးစကန်အောက်ဘိုတေစကန်တွေကို Jet Fighter နဲ့တိုက်ခိုက်တဲ့အတွက် ရန်သူအားထိခိုက်သေးဆုံးမှုများခဲ့ပြီးရန်သူခေါင်းဆောင်ပိုင်း၃ယောက်ကြာသွားခဲ့တယ်။ဘာလို့အခုလိုရှင်းနေကြလဲဆိုတော့ရန်သူဘက်ကမီဒီယာတွေမှာသူတို့ပဲနိုင်နေတယ်လို့ရှင်းသားနေလို့မိမိတို့အောင်စေရဟာလေလှုပ်ဆောင်ချက်ကောင်းတွေရှိနေတယ်ဆိုရဲအကြောင်းသိကြရအောင်ပြောပြတာပါဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြခဲ့ပါတယ်။ KNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ NASA ကထိန်းချုပ်ထားတဲ့စကန်တွေကိုတာလွန်အင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့ NASA ရဲ့မြေပြင်တပ်ဖွဲ့တွေ drone တပ်ဖွဲ့တွေလက်နက်ကြီးပစ်ကူအဖွဲ့တွေတီးကြတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒီရက်ပိုင်းမှာအထိကိုက်ကြဆုံများစွာဖြစ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ10ရက်နေ့တုန်းကလည်းပဲခူးတိုင်းရွှေကျင်းမြို့နယ်ညောင်ချေတောက်ကြီးွာရှိ ခမရ998တရင်ဌာနချုပ်မှတပ်ဖွဲ့ဝင်အင်အားအနည်းငယ်ရှိနေတဲ့အချိန်ကိုအခွင့်အကောင်းယူပြီးအင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့ခမရ998တရင်ရဲ့တပ်ဖွဲ့ဝင်တွေစစ်တီရဲမေတွေနဲ့တီးကြတဲ့လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ကိုတွေကြောင့်အထိကဲအကြဆုံးများစွာနဲ့ခမာယ968ကို ပြန်လည်လက်လွတ်ပေးခဲ့ရပါတယ်။အဲ့ဒီခမာယ968တရင်ကိုအလုံးစုံထိန်းချုပ်နိုင်အောင်တိုက်ခိုက်ခြင်းအတွင်ကရင်လက်နက်ကန်အဖွဲ့ KNL အဖွဲ့အပြင်ရန်ကုန်ဘူဟာစစ်တောင်းပဲခူးတိုင်းပကဖတိုက်ခိုက်ရေးအဖွဲ့တွေရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးအဖွဲ့တွေမွန်ပကဖတိုက်ခိုက်ရေးအဖွဲ့တွေ NDF တပ်ဖွဲ့တွေဖြစ်တဲ့ KRF UDF ရော့ကက်နဲ့ဒရုန်းတပ်ဖွဲ့တွေအပြင် ကရင်လက်နက်ကိုင်အဖွဲ့ KNU တပ်မဟာ၃မှ တရင်ခုနှစ်တွေအပါဝင်တရင်တပ်ဖွဲ့ပေါင်းအနည်းဆုံး15ခုနဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲတွင်ခမာရ968တရင်ဌာနချုပ်ကစစ်တီရဲမေရီရဲ့တိုက်ခိုက်မှုတွေကြောင့် KNL ဦးဆောင်တဲ့ပူပေါင်းအော်ပရေယာတမန်အင်အားဖြစ်တင်ပြီးတိုက်ခိုက်လာခြင်းတွေကြောင့်ခမာရ968တရင်ဌာနချုပ်ကစစ်တီရဲမေရီဟာယာယီစုပ်ခွာပြီးရမျိုးတွေရှိခဲ့ရပါဗျ။ ဒါပေမဲ့ခမရ960ရှယ်တရင်ဌာနချုပ်ကစစ်တီရဲမဲပင်ယာယီဆုတ်ခွာခဲ့ချိန်မှာနာဆာကရဲ့လေကြောင်းတပ်ဖွဲ့ဟာ KNL အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုတံပြန်လေကြောင်းပစ်ကိုပေးခဲ့တယ်လို့လက်နက်ကြီးပစ်ကိုတွေလည်းပေးခဲ့ရာ KNL အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာခဲ့ရတယ်လို့သိရပါတယ်။ဒါပြင်နာဆာကတပ်တွေရဲ့စစ်ကူအဖွဲ့ကလည်းယာယီဆုတ်ခွာပေးခဲ့ကြတဲ့ခမရ968တရင်ကိုယာယီထိန်းချုပ်ခွင့်ရထားတဲ့ ။ KNL အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုတံပြန်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ရ။ KNL အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာမေလာ၁၀ရက်မှာအထူးကအကြဆုံးမှုတွေနဲ့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ KNU KNL အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနာဆာကတက်တွေနဲ့လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာမျောလင်းသလောက်ရလက်မကောင်းပေမဲ့ KNU NUG တို့ပူပေါင်းပြီးမြန်မာပြည်တောင်ပိုင်းမှာပိတ်ဆို့တိုက်ခိုက်မဲ့စီမံချက်တွေရေးဆွဲနေရလို့လည်းသတင်းတွေထွက်ပေါ်နေပါတယ် စီအင်းနဲ့နိုင်ငံရေးအကြောင်းအရာတွေကို Telegram လူမှုကွန်ရက်မှာရေးသားဖော်ပြနေတဲ့နိုင်ငံအမေရှိရဲ့အကောင့်တစ်ခုကဘီလင်းတထုံစစ်တောင်းဒေသကိုအကြမ်းဖက် KNU တပ်မဟာတက်ငါနေ NPDF တွေကလမ်းတတာတွေမိုင်းခွဲပြက်စေက L of C ကိုဖျက်တောက်ပိတ်ဆို့ထားဖို့တန်ဖြူစီရဲ့ရေးဒေတာအကြမ်းဖက် KNU တပ်မဟာ6ရင်း76ရင်း29နဲ့ NPDF အဖွဲ့ပြီးပူပေါင်းပိတ်ဆို့ဖို့မလွတ်တောင်တဝဲ TK ရှေပြူတရချောင်းဒေတာကို အကြမ်းဖက် KNU တပ်မဟာလေးနဲ့ NPDF တွေပူးပေါင်းအဖွဲ့ကပိတ်ဆို့ဖြတ်တောက်ထားဖို့ဖက်အန်ကြုံတို့ကော်ဂရိတ်ညရီဒေတာကိုအကြမ်းဖက် NUG တပ်မဟာ6နဲ့9အပြင်တစ္ဆာမဲ့ EAOS အဖွဲ့တွေ NPDF တွေနဲ့ပိတ်ဆို့ချိန်မုံတိုက်ခိုက်သွားဖို့စီစဉ်ဆောင်ရွက်နေရဲ့ဂျာမာခါနဲ့နပါခါလိုအကြမ်းဖက် AA နဲ့ NUG ပေါင်းတိုက်သွားတာမိမိတို့ရဲ့အဓိကအုတ်ချုပ်မှုလမ်းကြောင်းကိုအဓိကရွေရွှေဖြတ်တောက်ပိတ်ဆို့ပြီး လူလက်နဲ့ခိရန်ရိတ်ခါစေဝါပြတ်တော့အောင်လှုံဆောင်ပြီးအလွယ်တကူသိမ့်ပိုက်သွားတာသင်ငန်းစာယူကြပါငါးဘွက်ရငစာချတရင်ထိန်ချံအာဂတိနဲ့တရားနေကြရင်ကြီးမားတဲ့ဆုံးရွှတ်မှုပေးဆက်ရပါလိမ့်မယ်ဆိုပြီးတော့ရှင်းသားဖော်ပြထားပါရဲ့ရှင်